မင်္ဂလာပါရှင်တရမန်တရမွန် channel အကျိုးလို့ပါတော့ရှင်ဒီနေ့မှာကျမက collective review လေးလို့ပါမယ်ရင်းလေးတိုင်တယ်လေးရတော့အဲသူကိုယ်ကိုမေးလန်နိုင်ပြီလားပေါ့နော်အဲ့တော့တစ်ဖက်သူနဲ့ကိုယ်နဲ့ကျမရှိရဲ့ connection ကတော့ပေါ့နော်လုံးဝ separation ဖြစ်သွားတယ်နှုတ်ခွန်ထွန်းဖြစ်တယ်စံရည်တစ်ခုတော့ပြီးဆုံးသွားတဲ့အချိန်လေးမှာ ကြည့်လို့ရပါတယ်နော်အဲ့တော့ဒီနေ့တွင်လည်း general timeless ဆိုရင်ဖြစ်ပါတယ် general လေးမို့လို့လည်းအားလုံးလည်း reasoning ဖြစ်ချင်မှဖြစ်မှာပေါ့နော်အဲ့တဖတ်သူရဲ့ energy သူနဲ့ကိုယ်နဲ့ကြား energy ကြည့်မယ်ပြီးသူကိုယ်နဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေပါတယ်ရှိလဲပေါ့နော်သူကိုယ်ကိုမေးလည်နိုင်မလားဆိုတော့ကြည့်ပါမယ်နော်အဲ့တော့ဒီမှာကကျမကတဖတ်သူရဲ့ energy ကြည့်ပေးထားတယ်ပြီးတော့ဒီမှာက correct လေးရဲ့တဖတ်သူကြား energy ကြည့်ပေးထားပါတယ်နော်အဲ့တော့အရင်ဆုံးသူ့ energy ကြည့်မယ်နော်သူ့ energy ရဲ့ ့သူ့ energy ကတော့ပေါ့နော်ဒီမှာမြင်နေရတာကတော့သူ့ပေါ့နော်ကိုလက်ရှိမှာကတော့လည်းသူ့အလုပ်တွေအဆင်ပြေမှုတွေရှိရဲကိုနဲ့ပတ်သက်တဲ့စိတ်ခံစားချက်အနှဲငယ်ရှိနေတာမျိုးပေါ့နော်အဲ့လိုမှလည်းအဆင်ပြေမှုတွေလည်းအဲရင်ဆိုင်နေရတာမျိုးတွေ့ရတယ်ပေါ့နော်အော်ဒီမှာတွေ့ရတာတော့တစ်ဖက်သူကပေါ့နော်ဒီသူ့နဲ့ကိုနဲ့ချက် connection တစ်ခုမှာဆိုရင် သူဘက်ကနေလည်းကတော့ဗောနောပြီးဆုံးသွားတဲ့အရာကိုတော့တွေ့နေတာအန်းဆိုတော့လေပြီးဆုံးသွားတော့သတ်မှတ်ထားရအောင်မြင်နေရတယ် main destination မှာကတော့လေအဲဆက်လက်ပြီးတော့မှသူ့အတွက်ဗောနောရှေ့ရှေ့ဗောနောရှေ့မှာလောရမယ့်အရာတွေအတွက်ကိုသူပြင်ဆင်နေတာမျိုးဗောနောအဲ့တော့တချို့လေဒီမှာဆိုကိုတပတ်သူကကိုနဲ့ကအဝေးမှာရှိနေတချို့လေခီးသွောင်းကိုပြင်ဆင်နေတယ်အဲခီးထွက်ပြီးလောလောရတဲ့သူလေးလည်းဖြစ်နေတယ်ကိုရဲ့ဗောနောဒီတပတ်သူကဗောနောအဲ့တော့ ဒီမှာတော့သူကတော့လက်ရှိဆစ်ဆက်ပြီးသွားမဲ့အရာတွေတော့ကိုပြင်ဆင်နေတာမျိုးပေါ့နော်ကာလာတန်ကြတော့မာကတော့လေသူ့ energy ကတော့နည်းလေးတော့ကိုနဲ့ပတ်သက်တဲ့စိတ်ခံစားသတိရှိနေတဲ့အရာတော့တွေ့ရတယ်ပေါ့နော်တစ်ဖက်သူ့ energy ကတော့ဒါပေမဲ့သူလုံးဆရာရှိရတယ်တော့သူတော့လုံးနေရယ်ပေါ့နော်သူရဲ့အလုပ်တွေမာလည်းသူစူးစမ်းပြီးတော့သွားနေတာမျိုးပေါ့နော်အလုပ်မှာအောင်ထည့်ထားတာမျိုးကိုနဲ့ပတ်သက်တဲ့ connection တစ်ခုကိုတော့ the end ပေါ့နော်အဆုံးသက်တာအဆုံးသက်ပြီလို့တော့သူ့စိတ်ထဲမှာသတ်မှတ်တဲ့အရာတွေ့ရတယ် အဲ့တော့တစ်ဖက်သူရဲ့ energy နဲ့ကိုတစ်ဖက်သူနဲ့ကိုကြား energy ကိုကြည့်မယ်နော် secret အမြင်လေးအရနော်အဲ့တော့ secret ဆိုတော့ကျွန်မခံစားမိတာကတော့အမ်ဦးနဲ့ကိုနဲ့ကြားမှာဆိုရင်တစ်ဖက်သူကနည်းနည်းပေါ့နော်တချို့အရာတွေပွင့်နေမှုမရှိတာမျိုး hiding လုပ်ထားတာမျိုးကိုကားပေါ့နော်ဟိုသူကိုယ့်စိတ်ထဲမှာသူနဲ့ပတ်သက်ပြီးတော့စိတ်မရှင်းလင်းမတင်မကြဖြစ်တဲ့စိတ်ခံစားချက်ရှိတာမျိုးတွေ့ရတယ်ပေါ့နော်ဒီလိုဟာလည်းနည်းနည်း slow ဝက်ချက်လေးရှိတာမျိုးပေါ့နော်အော်ဒါနဲ့ပတ်သက်ပြီးသူနဲ့ကိုနဲ့ကြားမှာလည်း နည်းလေးကိုယ့်ဘက်ကမတင်မချစိတ်တွေနဲ့မျိုးကြီးစိတ်တွေလည်းသူ့ပေါ်မှာထင်မိကြလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီမှာသူတို့ကိုယ်နှစ်ကြားအဲဒီပြီးဆုံးသွားတဲ့ relationship မှာဆိုရင်ပေါ့နော်သူ့ဘက်ကတချို့ high note တဲ့အရာလေးတွေလည်းရှိတာမျိုးဖြစ်နိုင်တယ်ပေါ့နော်တစ်ဖက်သူနဲ့ကိုယ်နှစ်ကြားမှာသူကအဘော်အရင်ပွင့်လင်းမှုမရှိရသူဆိုတော့ကျွန်မခံစားမိတယ်တစ်ဖက်သူကလည်းအရင်ပွင့်လင်းမှုတိတ်မရှိဘူးပေါ့နော်အဲ ူအလုပ်ကိစ္စကိုလည်းသူ့ရဲ့သူဘယ်လိုမျိုးလဲသူ့ဒီသူ့ privacy နေထားနေပဲသူ့သူဝယ်နော်ပြောမှဆိုလို့ရှင်သူနေတယ်ပေါ့နော်အရင်သူ့ဖွင့်ဟာပြောဆိုတာမျိုးမမရှိဘူးပေါ့နော်သူသူ့အနေနဲ့သူပဲဟိုဒီကိစ္စကိုနဲ့မတက်ဆိုင်ဟို privacy ထားမဲ့အရာမျိုးဆိုပြီးတော့မှသူ့အတူပဲတချို့အရာတွေဟိုမပွင့်လင်းတာမျိုးပေါ့နော်အဲ့လိုမျိုးမတိုင်ပင်တာမျိုးလည်းရှိကောင်းရှိနိုင်တယ်ပြီးတော့ လိုဝက်ချက်များတာမျိုးလည်းဖြစ်နိုင်တယ်ဗောနော तू လုတ်တဲ့လုတ်တွေကဘာတွေဘာလုံးလဲဆိုတာလည်းကိုအရင်ကြီးမသိဘူး तू ကိုအရင်ကြီးမချပြဘူးဗောနော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ် तू နဲ့ကိုနေကြမှာလေပြီးတော့ဟိုဒီအလုတ်ကစားကိစ္စတွေမဟုတ်ဘူးဗောနော်အဲ quality နဲ့ तू နဲ့ကြမှာလည်းတချို့အရာလေးမှာလည်းကိုစိတ်ထဲမှာ तू နဲ့ပတ်သက်ပြီး तू ကကိုပေါ်ပွင့်လို့မရှိဘူးဆိုတဲ့စိတ်ခံစားမှုရှိနေတာမျိုးဗောနော်အဲအရင်ကြီးလည်း तू နဲ့ပတ်သက်ပြီးတိတ်မယုံရဲတဲ့စိတ်ခံစားချက်တွေရှိတာမျိုးလည်းဖြစ်နိုင်တယ်ဗောနော်ရှိတယ်เนาะအဲ့တော့ဒီမှာမြင်နေတာအရေကုန်ပေါ့เนาะဒီမှာကြည့် ငွေလေးကအရေးကုန်လေးလဲသွားတာဆိုတော့လေဟိုနည်းနည်းလေးသူ့ဘက်ကနေပြီးတော့မှအရောင်ပြောင်းလာမယ်ပုံစံနေပြောင်းလာတာမျိုးပေါ့နော်အရေးကုန်လဲသွားတာဆိုတော့ဟို ပုံစံဟိုနည်းနည်းလေးတွဲတာပေါ့နော်ဒီတချို့လေးဒီမှာမြင်နေရသူနဲ့ကိုယ်နဲ့ကြာမှာတွဲတဲ့ကာလကတနည်းနှစ်နှစ်ပေါ့နော်တချို့လေးတော့အရင်ရသိမ့်မကြသေးဘူးလာပိုင်းချားလေးတော့မြင်နေရတယ်ပေါ့နော်အဲဒီလိုကာလမှာတွဲနေတဲ့ကသူ့ဘက်သူ့ဘက်ကနေပဲနည်းနည်းပုံစံပြောင်းလာတာအချိုးပြောင်းလာတာမျိုးပေါ့နော်အဲဒီဒီအရာကိုကနည်းနည်းအကက်ခတ်မိတာမျိုးပေါ့နော်ကိုယ့်ဘက်ကသူနဲ့ပတ်သက်ပြီးတော့မှအဲပို့ပြီးတော့မှပေါ့နော်သူ့ပေါ်ထင်မြင်ချက်တွေကပို့ပြီးများလာတာပေါ့နော် quality လေးရာလေး ပို့ပြီးတော့မှဒီလူငါပေါ်ဘယ်လိုမျိုးလဲပေါ့နော်ငါကိုပွင့်လင်းမှုရှိသူဘာတွေလုပ်နေလဲငါပေါ်ဘယ်လိုတွေပေါ်တော့ဟိုစိတ်ခံစားသတဲ့ရှိနေရင်တကယ်ရောငါ့ကိုချစ်ရလားပေါ့။အဲ့လိုမျိုးပေါ့နော်။တန်တရာလေးရှိလာတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့။နောက်သားအဲကော်လက်တက်လေးသူနဲ့ပတ်သက်ပြီးတော့မှသူ့ဘက်ကလည်းဒီမှာမြင်ရတာလေးကိုချိုးရလေးလည်းသူကိုယ်တိုင်ကလည်းအရင်ကြီးမချပြအောင်လှုပ်ရထားတာမျိုးလည်းမြင်နေရတယ်ပေါ့နော်။အဲ့တော့ alignment ဆိုတော့เนาะအရင်သားကြမှာတော့တွဲနေတဲ့ကလာတွဲမှာတရားတယောက်ကြတာမှာဟိုပေါ့เนาะ align ဖြစ်တာမျိုးလေးရောရှိရယ်ပေါ့เนาะ align ဖြစ်တယ်တွဲတယောက်ကတော့ဟိုအစဉ်ပြေတဲ့ကလာလေးဖြတ်တန်းတာမျိုး ဖြတ်တန်းခဲ့တဲ့ပေါ့เนาะအချိန်ကလာလေးရှိခဲ့တာမျိုးတော့တွေ့ရအရင်သားကြမှာကလေ balance เนาะအဲ့တော့ balance ကတော့သူ့ဘောကိုဘောကတော့လေဟိုအချိန်ကတော့ပေးနိုင်တလားတော့ပေးခဲ့တဲ့ပေါ့เนาะဟိုဆက်ဆိုင်ရတခုတော့ရှိခဲ့တယ်ပေါ့เนาะသူနဲ့ကိုယ်နဲ့မှာတစ်ဖက်ကလည်းသူအရင်ချပြအောင်ဆိုရင်မလဲ ချိန်ပေါ့နော်ပေးနိုင်တယ်လို့ပေးခဲ့တယ်လို့ကိုဘကလည်းသူ့အချိန်ပေးနိုင်တယ်လို့ပေါ့နော်ပေးဆက်ခဲ့တဲ့အရာရှိခဲ့တယ်ပေါ့နော်အော်ဒီမှာမြင်တာကလေ quality လေးတွေကပေါ့နော်သူပေးဆက်ခဲ့တဲ့အရာထက်ကိုယ့်ဘက်ကပေးဆက်မှုတွေများခဲ့ရလို့ခံစားချက်တွေရှိတာမျိုးလဲတွေ့ရတယ်ပေါ့နော်ကိုယ့်ဘက်ကတော့လုံးဝကို simple กว่าအဲ simple ဖြူစင်မှုရိုးသားမှုတွေနဲ့သူ့ပုံကိုဆက်ဆံခဲ့တဲ့အရာဒါပေမဲ့ကိုကသူနဲ့ပတ်သက်ပြီးတော့အရင် satisfy မဖြစ်ဘူးပေါ့နော်အဲဆက်ချင်တဲ့မှုရရင်မရှိဘူး ဟိုဒွိဟားတွေသူနဲ့ပတ်သက်လာပြီးတော့ကိုယ်စိတ်ထဲမှာပေါ့နော်ဟိုဒွိဟားတွေရှိရဲ့ရဲ့ခံစားချက်တွေပေါက်ပေါက်တယ်ပေါ့နော်သူနဲ့ပတ်သက်ပြီးတော့မှရှေ့ဆက်သွားရမလားသူဘလို့သူမိုးလဲဆိုတော့အရင်မခံမနိုင်တာလို့လည်းဖြစ်နိုင်တယ်ပေါ့နော်ကိုနရှင်နဲ့ဟုတ်ဒီမှာကျွန်မလက်ကပ်လို့မြင်နေရတယ်ပေါ့အဲ့တော့ဟိုနှစ်ယောက်သားချင်းမှာပေါ့တချို့ပေါ့နော်သူနဲ့ကိုနရှင်မှာအဆင်ပြေတဲ့ကိစ္စလေးတွေလည်းရှိခဲ့တယ်ပေါ့နော် ရှိခဲ့တဲ့အရာလည်းပတ်သက်ပြီးတော့မှပေါ့နော်ကိုနရှင်တစ်ခုပေါ့နော်သူ့ဘက်ကလည်းနှော်လင့်ချက်တစ်ခုနဲ့တော့ ရအောင်တော့ချိတ်ဆက်ခဲ့တာမျိုးပေါ့နော်မျှော်လင့်ချက်တွေနဲ့လည်းကိုယ့်ကိုချိတ်ဆက်ဖို့သူစူးစမ်းခဲ့တဲ့အရာမျိုးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာမြင်နေရတာသူနဲ့ကိုယ်နဲ့ချမ်းမှာလေမကြာခဏအဆင်ပြေမှုလေးရှိခဲ့တယ်နည်းနည်း toxic ဆန်တဲ့ energy လေးရှိခဲ့တာမျိုးပေါ့နော်အဲရှိခဲ့တယ် connection ကဘယ်လိုလဲဆိုတော့သူနဲ့ကိုယ်နဲ့ချမ်းမှာအဆင်ပြေလဲမပြေလဲ connection ပြတ်သွားလိုက်ပြန်ရလိုက်ပေါ့နော်အဲအဲ့လိုမျိုး connection နှဲ့သွားချမ်းမှာရှိခဲ့တဲ့အခြေအနေလေးတွေတော့တွေ့ရတယ်ပေါ့နော် အဲ့တော့ဒီမှာက connection hope ဆိုတော့သူ့ဘက်ကလည်းကိုမျှော်လင့်ချက်ရှိသွားတယ်အပြန်ဆက်သွယ်ဖို့ညှိုးစားတာမျိုးပေါ့ပြန်လည်းဆက်သွယ်ကြရတယ်အဆင်ပြေကြရတယ်ပြီးတော့ပြန်လည်းပြီးအဆင်ပြေဘူးဆိုတော့ဘောနောအဲအခြေအနေတစ်ခုတင်လို့မြောက်ပါဘောနောအနာဂတ်မှာ sorry ဒီဘောနောဒီအတိတ်မှာဖြစ်ကျော်ခဲ့တဲ့အရာကိုတွေ့ရတယ်ဘောနောကိုဘက်ကလည်းပြန်လည်းဆက်သွယ်ခဲ့တယ်သူ့ဘက်ကသူ့နဲ့နဲ့ပြန်လည်းပြီးတော့ပြေးလိုက်မပြေးလိုက်ဘောနောအဲအဲ့လိုမျိုးကနေပြီးတော့မှနည်းနည်းကိုစိတ်ကအရင် feeling နဲ့တိတ်မကောင်းတော့ဘူးပေါ့နော်စိတ်ခံစားချက်အရင်ကြီးမကောင်းတော့ဘူးဆိုတဲ့အရာပေါ့နော် belief ပေါ့နော်အဲ့တော့တစ်ဖက်သူကတော့ကိုယ့်ပေါ်ယုံကြည်မှုကတော့ရှိရပေါ့နော်ကိုကတော့သူ့ပေါ်ယုံကြည်မှုအရင်ကြီးတော့မရှိဘူးတစ်ဖက်သူကတော့ကိုယ့်ကိုတော့အဲယုံကြည်မှုတော့ရှိရပေါ့နော်ကိုနဲ့ပတ်သက်ပြီးဆက်လာရသူကိုယ့်ကိုယုံကြည်မှုရှိသွားတဲ့သူလက်တွဲကြတာမျိုးပေါ့နော်ဒါပေမဲ့နှစ်သားကြမှာတော့သူကိုယ့်ပေါ်ယုံကြည်ပေမဲ့လည်းကိုကသူ့ပေါ်ယုံကြည်မှုကကျော်နေနေရရလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့သူနဲ့ကိုနဲ့ကြမှာအဲအများကြီးပေါ့နော်ဟို ပြဿနာလေးအများကြီးရှိနိုင်တယ်ပေါ့နော်ဒီအရာနဲ့ပတ်သက်ပြီးတော့မှညှက်သွားကြတယ်မှာ disconnect ပေါ့နော်ဒီ connection ပြတ်သွားတယ် no contract ဖြစ်သွားတယ်လုံးဝ relation တစ်ခုပြီးဆုံးသွားတယ်ပေါ့နော်ပန်းတဲ့အဲ့တော့ညှက်သွားကြမှာကပေါ့နော်တွဲနေတဲ့ color တစ်ခုဆောက်တွဲမှာတော့ကိုယ်လည်းသူနဲ့ပတ်သက်ပြီးပျော်ရွှင်ခဲ့ရတဲ့အရာတွေရှိခဲ့တယ်ပေါ့နော်ပျော်ရွှင်ခဲ့ရတဲ့အရာရှိခဲ့တယ်သူ့ဘက်ကလည်းကိုယ်လိုပဲပျော်ရွှင်ခဲ့ရတဲ့အရာရှိခဲ့တယ်ကိုယ့်ဘက်ကလည်း patient ကတော့လေအဲ patient ကတော့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင် တချို့ຢາຍမှာကိုယ်စိတ်ကိုပေါ့နော်ဒီတိခံပြီးတော့မှစိတ်ရှည်စွာနဲ့ပဲသူ့ရဲ့သူ့ပုံစံကိုကိုယ်စောင့်ကြည့်နေခဲ့တဲ့ຢາမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် collective လေးတွေကလေအဲ့တော့ collective လေးဘယ်ຢາတွေကသူ့နဲ့စင်မီပြရလဲပေါ့နော် collective လေးရဆိတ်ရှည်တဲ့သူလေးဆိုတော့မြင်နေရတယ်ဗောနော်ဆိတ်ရှည်စွာနဲ့သူနဲ့ကိုယ်နဲ့ connection တခုမပြတ်အောင်စူးစမ်းခဲ့တဲ့အရာတွေလည်းရှိခဲ့တယ်ဒါပေမဲ့ဒီမှာမြင်နေရ finally မှာသူ့ကိုကိုယ်လုံးဝ release လုပ်လိုက်တာမျိုးဗောနော် release လုပ်ခဲ့တဲ့အရာမျိုး ဟောအဆင်ပြေနေတော့ဒီ relationship ကိုဆက်လို့လုံးဝမပြေတော့ဘူးဆိုရက်ပေါ့နော်ဒီဆုံးဖြတ်ချက်တစ်ခုနဲ့ပေါ့နော်ကိုကလက်လွတ်ခဲ့တယ်ဒီတော့လေကိုဘကပေါ့နော်ဟိုအတိုင်းမသိပြဖို့ပြလို့မရတဲ့ခံစားမှုတစ်ခုကိုခံစားခဲ့ရလို့ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်တယောက်တည်းကိုကို အားပေးပြီးတော့မှရည်တည်မှုတစ်ခုနဲ့ လက်ရှိမှာအဲရှောင်းလန်းနေရမျိုးတော်မြင်နေရတာပေါ့နော်ဒီမှာမြင်နေရတာပေါ့နော် healing လုပ်ခဲ့တဲ့ຢာလေးလည်းတွေ့ရတယ် collective လေးတွေရာလေး healing လုပ်ခဲ့တဲ့ကိုကိုပဲကိုကိုချစ်ဖို့အတွက်ပဲကိုပို့ပြီးတော့မှပေါ့နော်ဦးစားပေးမယ်ဆိုပြီးတော့ပဲအဲလက်ရှိပေါ့နော်ရှောင်းလန်းနေရမျိုးတွေ့ရတယ်ဆိုတော့နောက်တစ်ချက်မှာတော့သူ့ဘက်ကပုံစံတစ်ခုပြောင်းသွားတာဖြစ်နိုင်မှာပေါ့နော်ကိုနဲ့ပတ်သက်တွေ့နေတဲ့ကာလပတ်မှာကိုဘက်ကအရင်စိတ်ချနေမှုသူ့ပုံစံကိုအရင် subscribe ဖြစ်တဲ့အခြေအနေတစ်ခုကြောင့်သူ့နဲ့ကိုနဲ့ပေါ့နော် ဝေးကွာခဲ့တဲ့အရာလည်းဖြစ်နိုင်တယ်ပေါ့နော်သူ့ကိုသူ့ကိုပေါ်ဟိုင်းလင်းလုပ်တဲ့ပုံစံတွေပြောင်းလာတယ်အချိုးတွေပြောင်းလာတယ်တဖြည်းဖြည်းဟိုတဖြည်းဖြည်းနဲ့သူ့ပုံစံကိုကပေါ်တော့ဟိုကြိုက်တော့ဘူးဆိုတဲ့အရာလည်းဖြစ်နိုင်တယ်ဆိုတော့ဟိုအများကြီးဖြစ်နိုင်တယ်ပေါ့နော်သူနဲ့ကိုယ်ကြာမှာကပြဿနာလေးတွေကလေဖက်ခွာရဲ့အကြောင်းအရာတွေတော့အများကြီးဖြစ်နိုင်တယ်ဒါလက်ရှိမှာတော့ကိုယ့်ကိုကိုပေါ့နော် collateral collateral လေး healing လုပ်ပြီးတော့မှ self let လေးပေါ့နော်အကိုကိုပဲချစ်တော်မယ်ဆိုပြီးတော့ပဲကိုကိုချစ်တတ်အောင်ပဲနေနေတာမျိုးတော့မြင်နေရတယ်ဆိုတော့ တဖက်လူကကိုယ်ချစ်ပါတယ်နော်ဒီမှာမြင်ရတာတဖက်သူကကိုယ်ချစ်တယ်သူကသူ့ဘက်ကတော့တတ်နိုင်သလားသူပေါ့နော်ကိုယ်နဲ့ balance ညတာတဲ့စိတ်ဓာတ်ကြီးတစ်ခုနဲ့ရအောင်တော့တွားခဲ့တဲ့အရာတော့တွေ့ရတယ်ပေါ့နော်ဒါမှမဟုတ်လည်းနောက်ကျမှတတိယပြဿနာလေးဖြစ်ပေါ်ပြီးတော့မှအဲ connection တစ်ခုပြတ်သွားတဲ့အရာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျမကရှိမယ်နော်တော့တစ်ခါသူပေါ့နော်သူကိုယ်နဲ့ပတ်သက်စိတ်ခံစားချက်ကဘာလဲဆိုသိချင်ပါတယ် ်ဟောရတဲ့လေးတဖတ်သူပေါ့နော်လက်ရှိကိုနေပတ်သက်ပြီးစိတ်ကြံစားချက်ပါတယ်ရှိနေလဲသိချင်ပါတယ်ဟုတ်ဟုတ်ဟုတ်အဲ့တော့ကျွန်မတုံးကလောက်ဆွဲလိုက်မယ်နော်စိတ်ကြံစားချက်ပါတယ်ဖြစ်နေလဲဩော်ဒါကတ်ရအောင်ဆက်ကန်စားချက်ကတဲ့ထူတော့ရင်းဆိုတော့ အသေးလေးနှစ်ခုတွေ့နေရတယ်ဆိုတော့လေကိုတော့ချစ်ချင်းမြတ်တာတော့ရှိနေတော့မမြင်နေရတယ်လို့ပဲဒီမှာမြင်ရတယ် True Cup ပေါ့နော်ဒီမှာ True ဝင်ဆို True Cup ကိုကျွန်မခံစားနေတယ်ဆိုတော့အသေးလေးနှစ်ခုပေါ့နော်အသေးလေးနှစ်ခုတော့မြင်နေရတယ်ကိုเจ้าနေလေဒီမှာမြင်နေကိုเจ้าနေပေါ့နော်ကိုဘာလုပ်နေလဲเจ้าနေသူစိတ်ဝင်စားနေတာမျိုးပေါ့နော် ။ကိုနဲ့ပြတ်သွားပြီမလဲတစ်ဖက်သူလက်ရှိမှာဆိုရင်ကိုအကြောင်းလေးတွေသူနည်းနည်းဆက်စုနေတာမျိုးလည်းကျွန်မခံစားမိရေပေါ့နော်။ဆက်စုတာမျိုးလေးတွေ့ရတယ်။ဆုနေတာမျိုးပေါ့နော်ဟိုဒီမှာမြင်နေရတာလေ ူအလုပ်ကတော့သူဘောနော်ဦးစားပေးရတဲ့သူဆိုရမယ်လက်ရှိမှာကိုနဲ့ပတ်သက်ပြီးတော့မှသူ့လုပ်ကိုလက်တစ်ဖက်မှာတော့သူစူးစားနေတယ်ကိုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလည်းသူဘောနော်သူကိုပေါင်းတဲ့ပဝန်ကျင်ဒါမှမဟုတ်ရှင်လဲသူ့ရဲ့ဘောနော်ဒီကိုနဲ့ပတ်သက်တဲ့နီးစပ်တဲ့ပဝန်ကျင်တစ်ခုကနေပြီးတော့မှ information တွေရယူနေရမျိုးဘောနော်သိချင်နေတာမျိုးပေါ့နော်ရသလောက်လေးဟိုဘာလုပ်နေလဲဆိုတာလဲသူပေါ့နော်သိချင်နေရယ်ဆက်စုချင်နေရမျိုးပေါ့နော်အဲ့လိုမျိုးမြင်နေရတယ် ဒီမှာကကျတော့ true cup ပေါ့နော် true cup မှာဆိုရင်လည်းလေသူ့ရဲ့ချက်ချင်းမြတာကကိုနဲ့ကတော့သူဘယ်လမ်းမျက်သောစာနဲ့တော့သူပေါ့နော်သူ့ဘက်ကတော့ the end အနေထားဖြစ်ပေမဲ့လည်းဒီလိုမျိုးအခြေအနေတစ်ခုကိုသူလိုချင်တာမျိုးပေါ့နော်အဲအဲ့လိုမျိုးတွေးရတယ်ပေါ့နော်အလုတ်ကိုတော့ဦးစားပေးရသူဆိုတော့မြင်နေရတစ်ဖက်သူပါလေတစ်ဖက်သူကအလုတ်ကိုဦးစားပေးနေတယ်ပေါ့နော်အဲ့တော့ကို့ပေါ်တော့ချက်ချင်းမြတ်တာတော့မြင်နေရပါတယ်နော်ချက်ချင်းမြတ်တာကတော့ရှိသေးတယ်ပေါ့နော် ိုနဲ့ကြောက်ခိုင်းပြီမဲ့လဲကြောတော့ကြောက်ခိုင်းတယ်သူ့ဘက်ကလည်းဒီ connection တစ်ခုကိုပြီးဆုံးသွားပြီဆိုပြီးတော့မှတတ်မှတ်တယ်ပေါ့နော်ဒါပေမဲ့လည်းချက်ချင်းပြတာတန်ရောဆိုင်အတွင်းကြံနေရှိနေသေးရပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ပေါ့တော့တစ်ဖက်သူကလေအဲသူ့ရင်ထဲမှာကိုရှိနေသေးရမျိုးကိုတော့မြင်နေရတယ်နော်ဒီမှာဖိစီပေါ်လေတပည့်သူ့ရင်ဘက်ထပ်မှာထိုးထားတယ်ဆိုတာလေတစ်ဖက်သူရဲ့ရင်ထဲမှာတော့သူ့ရဲ့ခံစားချက်ထဲမှာတော့လေကိုနဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေ ိနေသေးရပေါ့နော်သူစိတ်ခံစားချက်တွေရှိနေနေရောရှိနေတာမျိုးတော့တွေ့ရတာပေါ့နော်အဲ့တော့ဒီမှာမြင်နေရတဲ့လောက်ဆိုတော့အရင်ကိုမေ့နိုင်တဲ့မေ့နိုင်တာမျိုးတော့တိတ်မတွေ့ရသေးဘူးပေါ့နော်အဲဒီမှာကြည့်အဲစရော့မလာတော့စရော့ဝါဘောနော် ဆော့ဆော့လိုပဲပေါ့နော်။နည်းနည်းသူ့စိတ်တွေခံစားနေရတာမျိုးလည်းမြင်နေရတယ်။မျက်မျက်ကြီးလေးကြာနေဆိုတော့သူလည်းကိုယ်လိုပဲသူလည်းပေါ့နော်ဟိုကိုနဲ့ပတ်သက်ပြီးတော့မှသူ့စိတ်ခံစားချက်တမှာကိုနဲ့ပတ်သက်ပြီးတော့မှဝန်းနေကြည့်ခွေးရတဲ့အရာတွေသူရှိခဲ့တယ်။လက်ရှိမှာလည်းကိုနဲ့ပတ်သက်တဲ့အကြောင်းတွေးတန်းတဲ့သူဝန်းနေတာမျိုးလည်းမြင်ရတယ်ပေါ့နော်။အဲ့တော့သူနဲ့ကိုနဲ့ကြာဘလို့ကြောင်းနေကြောင်းလမ်းခွဲသွားရလဲဆိုတာမသိပေမဲ့လည်းတစ်ဖက်တစ်ဖက်သူရဲ့ရင်ထဲမှာကိုရှိနေသေးတယ်ပေါ့နော်။ကိုရှိနေသေးတယ်ဝန်းနှမှုတွေကိုနဲ့ပတ်သက်ဝန်းနှမှုတွေပေါ့နော်။ ခံစားမှုတွေရှိနေရမျိုးလည်းတွေ့ရတယ်ဗောနော်အတော့သူကကိုယ်မေးလိုက်နိုင်မလားသူကမယ်ကော်လတ်လေးတဖတ်သူကော်လတ်လေးမေးလိုက်နိုင်မလားသူကမယ်အင်းနည်းနည်းတော့ဒီလူကပုံမထားတော့ကောင်းတဲ့သူဒါမဲ့လည်းသူကစိတ်ဓာတ်စိတ်ကြက်ပြတ်သားတဲ့သူဆိုတော့မြင်နေရတယ်ဗောနော်လူကြီးလူကောင်းဆန်တယ်စိတ်ကြက်တော့ပြတ်သားတယ်ဗောနော် လူလူကောင်ဆန်တဲ့ဆိုတာလူကြီးကြီးတော့မဟုတ်ရင်မလည်းသူစိတ်ကလူကြီးလူကောင်ဆန်တဲ့စိတ်တော့ရှိရယ်စိတ်ကြက်ကြသားမှုရှိတာမျိုးတော့တွေ့ရတယ်ကြက်သားမှုရှိရယ်ပေါ့နော်ကိုအရင်မမေ့သေးဘူးတလားဒီမှာမြင်နေရတာလေမိလိုက်နိုင်မလားဆိုသူကိုအရင်မမေ့သေးဘူးတစ်ဖက်သူကလေဟိုကိုနဲ့ပေါ့နော်အတိတ်မှာပေါ့နော်ဟို အဆင်ပြေတဲ့အရာအဆင်ပြေတဲ့အရာလေးရှိခဲ့ရမယ်ဒါတွေဝဲသူတွေးပြီးတော့တချို့အရာလေးမှာသူပြုံးရောမှာပြုံးနေတာမျိုးလေးပေါ့နော်ကိုကြောင်လေးတွေးပြီးတော့ပြုံးဖြစ်နေပြုံးနေတာမျိုးအဆင်ပြေတဲ့အရာဆိုလည်းသူရင်ထဲမှာကြေကွဲနေတာမျိုးပေါ့နော်အဲ့လိုကိုကြောင်လေးတော့တွေးမိတယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်တစ်ဖက်သူကလေအဲ့တော့မိလိုက်နိုင်မလားဆိုသူကိုကိုလည်းမိလိုက်နိုင်တာကတော့အရင်မိနိုင်တာမျိုးတိတ်မတွေ့ရသေးဘူးပေါ့နော်တစ်ဖက်သူက ီတော့ဒီမှာနှင်းသွားကြရမှာကလေသူ့နဲ့ကိုနဲ့ကြားမှာအဲထူရောဝမ်အဲထူရောဟိုပါဘောနော်ဒါကကြတော့နှင်းသွားကြမှာကတော့ဘယ်လိုမျိုးလဲဆိုတော့ပြောင်းလိုက်တဲ့ယောက်ကလေဟိုသဘောထားတွေမတူညီတဲ့အရာတွေရှိခဲ့တယ်ဘောနော်ဒီမှာတွေ့ရတာလေသဘောထားမတူညီတာတော့ဘောနော်စကားဟိုအနိုင်မှုပြောဆိုတာမျိုးလေးတွေဘောနော် အမြင်မတူတာအတွေးမတူတာလေးရှိခဲ့တာမျိုးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့သူကကိုယ်နဲ့ပတ်သက်ပြီးတော့မှာပေါ့နော် positive အရာလေးတွေကကောင်းမွန်တဲ့အရာတောင်းမှုကိုသူကကိုယ်နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်အဆင်ပြေခဲ့တဲ့အကြောင်းအရာလေးတွေလည်းသူပေါ့နော် သူ့ကောင်းတဲ့ဘာပေါ့နော်ဟိုရောက်လာရောက်လာတူတူသူတွေးနေတာမျိုးတော့တွေ့ရဒါမှဒီပေါ်မှာလေသူကပြုံးပြုံးလေးပဲပေါ့နော်သူပြုံးပြုံးလေးနဲ့ပဲသူနေနေရပေါ့နော်အဲ့လိုမျိုးတစ်ခါသူကလေ ဒီမျိုးပဲတော့သူကနော်အလုပ်တွေပဲဆွလုံနေရသလားအဲ့တော့ဒီမှာတွေ့ရကိုယ်ကိုမေးနိုင်မို့လဲသူစူးစမ်းနေရပြီးတော့တွေ့ရလက်ရှိတော့မေးနိုင်မလားလို့မမေးနိုင်သေးပါဘူးเนาะမမေးနိုင်သေးဘူးမေးနိုင်ဖို့တော့သူ့ဘက်ကနေပြမှာအလုပ်တွေစူးစမ်းနေရပေါ့เนาะအမျိုးသားဖြစ်အမျိုးသမီးဖြစ်အလုပ်တွေစူးစမ်းနေတယ်ကိုဟိုပြောမဆိုရှင် correct layer စိတ်ကိုလည်းသူသိနေရပြီးတော့ correct layer နဲ့နည်းနည်းလေးစိတ်ဆက်တဲ့မာနကြီးရဲ့အဲဒီရာကိုလည်းသူသိနေရပေါ့เนาะ ူဆက်သွယ်ဖို့လည်းသူစူးစမ်းဖို့တော့မတွေ့ရဘူးเนาะဒီမှာမြင်နေရလေကိုနှစ်ပတ်သက်တဲ့အတိတ်ကြောင်းရာလေးတော့သူတွေးနေတာမျိုးတော့မြင်ရတယ်ပေါ့เนาะအဲ့တော့ AI မီးလိုက်မြင်မီးလိုက်နိုင်မလားဆိုသူမမေ့သေးဘူးပို့ပေါ့เนาะကိုအကြောင်းတွေးနေတာမျိုးတော့တွေ့ရတယ်ပေါ့เนาะအဲ့တော့လူတွေစူးစမ်းနေရလို့နဲ့ပတ်သက်တဲ့အောင်မြင်မှုတွေသူ့ဘဝမှာလည်းရှိရရယူနေရမျိုးပေါ့เนาะလူကိုလည်းနည်းနည်းအောင်ပြောင်းထည့်နေတဲ့အရာလည်းတွေ့နေရတာပေါ့နော်တစ်ဖက်သူကလည်း ော့ကျမတကလောက်ဆိုရယ်နော်သူကိုဝေးလိုက်နိုင်ပြီလားကျန်ပါလေဒီမှာကြည့်ဦး meeting parents တဲ့မေးလိုက်နိုင်ပြီလားဆိုတော့မမေ့နိုင်သေးဘောနော်အော်ကဲလို့တာပေါ့နော်အကယ်၍အကယ်၍တာတဲ့ collective လေးလက်ခံမှာဆိုရင်တော့သူ့ဘက်ကနေပြီးတော့မှာပေါ့နော်ဟိုဟိုပါပေါ့ပြောမှာဆိုလို့ရှိရင် ဟိုသူနဲ့ကိုနေကြမှာပေါ့နော်ချစ်သူမဟုတ်ပဲမလဲသူတို့မိတ်ဆွေလိုပေါ့နော်အဲမိတ်ဆွေလိုပေါ့နော်ဆက်ဆံရေးတစ်ခုကသူ့ဘက်ကတော့လိုချင်တာမျိုးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ quality လေးလက်ခံလက်မခံတော့မသူဒီလိုကလက်လေးရှိတ်ထားဆိုစမခံစားမှုရတာကတော့ကိုနရှင်တစ်ခုကိုပြန်လဲပြီးတော့မှပေါ့နော်ဟိုချစ်သူဆက်ဆံရေးမဟုတ်ပဲမလဲမိတ်ဆွေဆက်ဆံရေးတစ်ခုကိုတစ်ခုနဲ့အနေနဲ့တော့သူသွားချင်တာမျိုးတော့တွေ့ရတယ်ပေါ့နော်ပြောမျိုးတစ်ဖက်သူကလည်းဒီ ူနဲ့ကိုနဲ့ကြားမှာပေါ့နော်ခွဲခွာရတဲ့အနေအထားတစ်ခုမှာဆိုလို့ရှိရင်ပေါ့နော်အမုန်းတရားကြီးလည်းမတော်ချင်တဲ့သူမျိုးပေါ့နော်အမုန်းတရားလည်းမတော်ခဲ့တဲ့သူမျိုးသူ့ဘက်ကတောင်းဝန်မချေခဲ့တာအဆင်ပြေတဲ့ညာလည်းသူအဲသူနားလေတယ်ပေါ့နော်အဲကိုနဲ့ကတော့အမုန်းတရားကြီးလည်းမတော်မတော်ချင်ဘူးအချိန်နဲ့တဏျာမှာတွေ့လို့ပေါ့နော်ဟိုကျောခမ်းမီလက်ထက်သွားတဲ့အရာမျိုးမြင်ချင်းဘူးပေါ့နော်တော်တော်ပြုံးပြောပြုံးပြီးတော့မှအဲနှုတ်ဆက်ပြီးနှုတ်ဆက်ခြင်းနဲ့ပေါ့နော်နှုတ်ဆက်ခြင်းနဲ့အဲမိတ်ဆွေလိုမျိုးစက္ကန့်ရဲ့တစ်ခုလေးနဲ့ပဲ ဒီအာဃာရတွေအာဃာရတွေအမုန်းတရားတွေကို မထားဘဲနဲ့ပေါ့နော်အာဃာရအမုန်းအာဃာရတွေအမုန်းတရားတွေကိုမထားဘဲနဲ့ပေါ့နော်ဟိုဆက်ပြီးတော့မှတိရှိပြီးတော့မှပဲတွားချင်တာလေပေါ့နော်သူနဲ့ပေါ့နော်ကောလင်းနဲ့သူနဲ့ပေါ့နော်ဒီစုံတီဖြစ်စီမစုံတီဖြစ်စီပေါ့နော်ဖက်ခွာခြင်းကိုဟိုပေါ့ဘယ်လိုမျိုးလဲဆိုတော့အဲ nice ending ပေါ့လို့ကောင်းမွန်တဲ့အဆုံးသက်ခြင်းနဲ့လို့သူကတွားချင်တာမျိုးပေါ့နော်အဲ့လိုမျိုးတော့မြင်နေရတာပေါ့နော်တစ်ဖက်သူကလေ အဲ့တော့ဒီမှာမြင်နေရတာကတော့လေဟိုသူနဲ့ကိုယ်နဲ့ချမ်းမာတာဒီအဆင်မပြေတဲ့ပေါ်တော့ပြောမှဆိုရင် quality လေးဘက်ကလည်းသူ့ကိုပေါ်တော့တွေးလို့ရှင်လည်းလုံးဝကိုကိုယ့်ဘက်ကခံစားမှုတွေရှိတယ်သူနဲ့ပတ်သက်ပြီးတော့မှစိတ်နာခြင်းမှုတွေရှိတယ်ပေါ့နော်ဒီရောက်သူကသိရောပေါ့နော်အဲ့တော့သူ့ဘက်ကနေပြီးတော့မှ quality လေးနဲ့ပေါ့နော်ဒီလိုမျိုးပေါ့နော်အဲလက်လေးချိတ်ထားလက်လေးဒီမိတ်ဆွေလို့ မင်းစီလိုပေါ့နော်ဒီ connection တစ်ခုကိုတော့သူ့ဘက်ကနည်းလေးလိုအဲသူ့ဘက်ကလိုလားခြင်းနဲ့လိုလားခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးတော့တွေ့အားလဲဆိုတော့လေသူကိုမေးလက်နိုင်မလားဆိုတော့ အရင်ပြီးလက်နေတာမျိုးတိတ်မတွေ့ရအောင်ပေါ့နော်မင်းလက်နေတာမျိုးတွေ့ရအောင်အလုံးမအာရုံနှိမ့်နေအလုံးရဲ့အောင်မှုတွေလက်ရှိမှာလည်းရရှိနေတယ်အလုပ်ကိုလည်းအာရုံထည့်ပြီးစူးစမ်းနေတယ်ကို့အကြောင်းလေးတွေလည်းတွေးနေရေပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ဆိုတော့လေတစ်ဖက်သူက55လောက်ရခိုင်တော့မကို့ကိုမင်းလက်နေသေးရေပေါ့နော်အဲအရင်ဟိုလုံးဝကိုမြေပြောင်းလိုက်နဲ့မြေပြောင်းသွားသွားမြေပြောင်းသွားတာတော့မရှိသေးဘူးဆိုတော့တွေ့ရပါမယ်နော် quality လေးတွေအဲ့တော့ quality လေးအတူတူလေးကိုကျင်းနေမှာလို့ညွှန်လင်းပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်ကြမှာတော့နောက် video လေးမှာတွေ့ကြမှာနော်